မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ဗမာအဆုံးတည်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကြောင်းရွာမှာရှိတဲ့ခမရ96တချင်းမြန်တိုင်ရင်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ခွေးတပ်ဘက်ကတအုပ်သေးဆုံးပြီးတော့သုံးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စလ23ရက်နေ့မနက်9:00နာရီခွဲကအချိန်မှာရေးမြုံနယ်ကျောင်းရွာမှာရှိတဲ့ခမရ9ကုတ်တချင်းမြတ်တရင်ကို YRF လူငယ်တော်လှန်ရေးအဖွဲ့က40မမ3လုံးနဲ့ပြစ်ခတ်ခဲ့ပြီးတော့လက်နက်ငယ်များနဲ့ဝေးရောက်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်ကစစ်ခွေးတကောင်တေဆုံးပြီး3ကောင်ထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်ခွေးတပ်ဘက်ကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးတော့အဲ့ဒီနေ့မန္တပိုင်းမှာအဲ့ဒီတပ်အနီးဝန်းကျင်များကိုလုံခြုံရေးတွေတင်းကျပ်စွာစစ်ဆင်မှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်တွေအနေနဲ့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါတယ်။စစ်ခွေးတည်တဲ့စည်ရင်ကတော့ထတ်တိုးတည်တာတော့မရှိသေးဘူး။စစ်ခွေးတွေဘက်ကပြန်လည်ပစ်ခတ်တာမျိုးတော့မရှိဘူးဗျ။ဝင်ရောက်ပြက်ခတ်တဲ့အချိန်မှာတော့ကျွန်တော်တို့ဘက်ကပြစ်ပြီးပြန်ဆုတ်တဲ့အချိန်စစ်ခွေးတွေဘက်ကလက်နက်ကြီးနဲ့ပြန်လည်ပြက်ခတ်ခဲ့တာရှိပါတယ်စစ်ခွေးအင်အားကမနေဘူး ပစ်ခတ်ပြီးတဲ့အချိန်မှာမှစစ်ဆေးမှုတွေပြစ်လုတာတွေလည်းရှိတယ်။ကျေးရွာနဲ့လမ်းမိုင်းတွေကိုစစ်ကားနှက်စီအပြစ်စစ်သားတွေနဲ့လူငယ်တွေကိုအဓိကထားပြီးတော့စစ်ဆေးတာတွေကိုလုပ်နေတယ်လို့သိရတယ်လို့ Youth Revolutionary Force ကတာဝန်ရှိသူကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကို YRF လူငယ်တော်လှန်ရေးအဖွဲ့နဲ့ KNLA တိုက်ရင်း၂၀ခေါ်တပ်ခွဲ၅တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်ကြက်ချီနီအသိဥက္ကဋ္ဌလေတက်ဘုံမူဟောင်းညီညီကစစ်ဘေးရှောင်ပြည်သူများအထွတ်အကူအညီများအပါအဝင် ပြည်တွင်းပြည်ပကလူဒန်းနာတဲ့ပစ္စည်းများနဲ့ငွေများကိုအလွဲသုံးစားပြုလုပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံမူဟောင်းညီညီဟာ DSA အပတ်စဉ်47ကျောင်းဆင်းဖြစ်ပြီးတော့ဘုံမူအဆင့်နဲ့ရန်ကုန်အခြေစိုက်မော်ဘီလေတပ်ကနေအလုတ်ဖြုတ်ခံရကတောင်ကြီးမြို့အခြေစိုက်ရှမ်းပြည်နယ်တောင်ပိုင်းကြက်ချင်ဒီအသင်းဥက္ကဋ္ဌအဖြစ်နဲ့ပြောင်းရွှေ့ခံရသူဖြစ်တယ်လို့သိရပါဗါး။၎င်းတာဝန်ယူတဲ့အချိန်ကစပြီးတော့အခြားတိုင်းနဲ့ပြည်နယ်များက ကြက်ချိန်ဒီအသင်းများလူမှုကူညီရေးအသင်းများ NGO အဖွဲ့အစည်းများကိုရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့မြို့နယ်များအတွင်ဝင်ရောက်ခွင့်မပြုဘဲနဲ့ပိတ်ပင်တားဆီးခဲ့တယ်လို့သိရပါဗျ။ရှမ်းတောင်ကြက်ချိန်ဒီတပ်ဖွဲ့ကိုဖျက်ဆီးနေတဲ့ကောင်မှသူ့ကိုဥက္ကဋ္ဌရာဒူပေးခဲ့တဲ့တငယ်ချင်းအရင်းကိုတောင်မှရုံးကနေပြီးတော့ဖယ်ရှားပစ်တဲ့ကောင်စေဘေးရှောင်းတွေကိုလှူထားတဲ့စံအိတ်6ပြည့်အိတ်ကို9ပြည့်ပဲထည့်ပေးပြီးတော့ခိုးတဲ့ကောင်အဆိုဆုံးကဖဲကုံမိုးပြေစောင်းပြောင်းဘက်ကစစ်ရှောင်းတွေအတွက် WFP ကပေးတဲ့စံအိတ်တွေကိုရောင်းစားပြစ်တာပဲ ပြောရမယ်ဆိုရင် data တွင်းမှာ NGO တွေဝင်မရတော့ကြက်ချင်ဒီအဖွဲ့အစည်းကိုပဲထိုးပေးခဲ့တဲ့ဟာတွေကိုဒီကောင်ကခိုးယူတာအဲ့ဒီမှာသူကလှုပ်ချင်သလိုလှုပ်ခွင့်ရနေတာဘောလို့ TJI Support Revolution ကတာဝန်ရှိသူတို့ကတိုင်ကြားထားပါတယ်2021ခုနှစ်နှစ်ကုန်ပိုင်းကရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အခြေစားကြက်ချင်ဒီအသင်းဥက္ကဋ္ဌအဖြစ်နဲ့ရောက်ရှိလာတဲ့ဘုံမောင်ညီညီကစစ်ပေးရှောင်များအတွက်နိုင်ငံတကာကပေးအပ်တဲ့အကူအညီများပြည်တွင်းပြည်ပကအလှူရှင်များကလှူဒါန်းထားတဲ့ ငွေကြေးနဲ့ပစ္စည်းများနဲ့ကြက်ချင်းဤအသင်းပိုင်းနဲ့ပစ္စည်းများကိုဈေးကွက်အတွင်ပြန်လဲရောင်းချကာရရှိတဲ့ငွေကြေးများကိုကိုချိုးအတွက်အသုံးပြုနေတယ်လို့သိရပါတယ်။လေးတဲ့ကနေဘုံဘူးအစစ်နဲ့ပြုတ်လာတာပါ။တရုတ်နိုင်ငံအထိတင်တန်းသွားပြီးတော့တတ်ဖူးတယ်။တောင်ကုန်နဲ့မိထီလာလေးတဲ့မှာနီးပြဆရာလို့တော့သိရတယ်။တောင်ကုန်ကနေရန်ကုန်မော်ဘီလေးတဲ့ကိုရောက်ပြီးမှအလုတ်ပြုတ်ပြီးတော့တောင်ကြီးကိုအရက်ဘတ်တာဝန်နဲ့ပြောင်းလာတာ။ တောင်ကြီးမြို့မှာစတိုးဆိုင်သူ့မိမကဖွင့်ထားတယ်။ဆိုင်ကအကြီးကြီးပဲသူ့အမျိုးတွေရောဖွင့်ထားပုံရတယ်လို့ TGI Support Revolution ကတာဝန်ရှိသူကရှင်းပြထားပါဗျ။စစ်ပွဲများဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့ဖဲခုံမြို့နယ်စောင်းပြောင်းဒေသစီစံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်တို့အတွင်းကနေထွက်ပြေးလာပြီးတော့တောင်ကြီးမြို့မှာစစ်ဘေးရှောင်များအတွက်နိုင်ငံတကာကပေးအပ်ထားတဲ့စံအိမ်များကိုလည်းပြန်လည်ရောင်းချကာကိုကြိုးအတွက်သုံးစွဲခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အခြားတိုင်းနဲ့ပြည်နယ်အတွင်းမှာရှိတဲ့ ကြက်ချင်းဒီအသင်းအဖွဲ့များနဲ့လည်းမကြာခဏစကားများရန်ဖြစ်ပြီးတော့ကျန်းတန်းရုံရင်းနဲ့စကားများနဲ့ဆဲဆူတတ်တယ်လို့သိရပါဗျ။ဩဂတ်စ်လ22ရက်နေ့ကရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့အခြေစားကြက်ချင်းဒီအသင်းကအဖွဲ့ဝင်များကိုလည်းကိုထိလိုက်ရောက်ကျူးလွန်မှုများရှိခဲ့တယ်လို့သိရပါဗျ။လားရှုံမြို့ကြက်ချင်းဒီအသင်းကမိန်းကလေးတအုပ်နဲ့ယောက်ျားလေးတအုပ်ကိုလူကြားထဲမှာလက်သီးနဲ့ထိုးပြီးပားရိုက်တာပြီးခဲ့တဲ့ဂျာတာရီနေ့မနက်ပိုင်းကပဲ အဲ့ဒီကိစ္စကတော့နေပြည်တော်ကြက်ချိန်ကြီးရုံးချုပ်ကိုတိုင်ထားတယ်လို့သိရတယ်လို့ PGI Support Revolution ကတောင်ရှိသူကပြောကြားထားပါဗျ။ပြီးခဲ့တဲ့နှစ်ကရှမ်းပြည်နယ်တောင်ပိုင်းရေပိအန်ဒီယန်နဲ့ကြုံတွေ့တဲ့ချိန်ကလည်းနိုင်ငံတကာကပေးအပ်တဲ့အကူအညီများအလူရှင်များရဲ့ပြည်စည်းများကိုဈေးကွက်ထဲကိုပြန်လဲရောင်းချတာရရှိတဲ့ပတ်စံတွေကို ပလီလင်းဘက်မှာမြေခွက်တွေဝယ်ယူထားတယ်လို့သိရပါတယ်။ဒါကြောင့်အခုနဲ့သခိုင်းမြေငလင်းဘေးနဲ့ကြုံတွေ့တဲ့အချိန်တုန်းကလည်းရှမ်းတောင်ကြက်ချင်းဒီအသင်းထံကိုလှူဒန်းခြင်းမပြုကြရန်ပြည်သူအချင်းချင်းတိုက်တွန်းတဲ့အထိကိုဖြစ်ပေါ်ခဲ့တယ်လို့ပြောပါတယ်။မနေ့ကကျွန်တော်တို့ရှမ်းတောင်ရေဘေးအကြီးကျယ်ကြုံပြီးတဲ့နောက်မှာရလာတဲ့နိုင်ငံတကာကအကူအညီတွေပြည်ရင်းကအလူရှင်တွေရဲ့ပျက်စီးတွေကိုလည်းဈေးကွက်ထဲမှာပြန်ရောင်းပြီးတော့အငွေငွေတွေကိုတောင်ကြီးမြို့ရဲ့မြောက်ဘက်ပလီလင်းမှာဒီကောင်ကမြေခွက်တွေအများကြီးဝယ်လိုက်တာပလီလင်းဆိုတာကစစ်ခွေးတွေနဲ့ပီအန်အိုတွေအုပ်စီးထားတဲ့ရွာ ရွာကမဟုတ်ရင်အတင်းဝင်ပြီးတော့ BSMS နဲ့စစ်တဲ့ရွာပေါ့ဒါတွေကိုပြည်တွင်းကအလူရှင်တွေကပြန်လဲချားသီးလို့အခုနှစ်ငလျင်ဘေးထက်ကြုံရတဲ့အချိန်မှာရှိုင်းတောင်ကြက်ချိန်နီဆိုရင်မလူနဲ့ဆိုပြီးတော့အချင်းချင်းသတိပေးထားကြတာတွေရှိတယ်ပုံရိပ်ကောင်းရှိခဲ့တဲ့တောင်ကြီးအခြေဆိုင်ရှိုင်းတောင်ကြက်ချိန်နီအတင်းကသူ့လက်ထက်မှာစိုးစိုးဝါဝါပုံရိပ်တွေကြာဆင်းနေပါတယ်လို့ PGI Support Revolution ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကဏီမြို့နယ်မှာဩဂတ်လ24ရက်နေ့ကကဏီမြို့နယ်ပြည်သူ့ကာကွယ်ရေးပကဖပြည်သူ့အုပ်ချုပ်ရေးပအဖပြည်သူ့လုံခြုံရေးပလဖအဖွဲ့ဝင်73ဦးကိုအခွန်ငွေအရှုပ်ရှင်းကိစ္စတွေကြောင့်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဖမ်းဆီးမှုကိုကဏီမြို့နယ်တော်လိုင်းအင်အားစုတွေကပြီးခဲ့တဲ့ဩဂတ်လ24ရက်နေ့ညပိုင်းမှာပ3လုံးအဖွဲ့ဝင်73ဦးကို NUG ရဲ့ပြည်ထောင်စုအဆင့်ညွှန်ကြားမှုနဲ့ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ လုံခြုံရေးအရေးမြည်မဖော်လို့တဲ့တော်လိုင်းရဲဘော်တို့ကပြောပြထားပါဗျ။မနေ့ညကဖမ်းလိုက်တာပါပြည်တော်စုညွှန်ကြားချက်နဲ့ဖမ်းတာပါအရသားတွေမပါပါဘူးပကဖပအဖနဲ့ပလဖတွေပါကဏီနယ်တနေရာမှာထိမ့်သိမ်းထားပါတယ်လို့ပြောပြထားပါဗျ။ဖန်စီထိန်သိမ်းခံထားရတဲ့ပတ်သုံးလုံးအဖွဲ့ဝင်73ဦးရဲ့အခြေအနေအသေးစိတ်နဲ့ဖန်စီခံရတဲ့အကြောင်းရင်းကိုတော့တီးခြားအတိမပြုတ်နိုင်သေးလို့ NUG ဘက်ကလည်းမကြခင်မှာထုတ်ပြန်သွားဖို့ရှိတယ်လို့ဆိုပါရယ်ကဏီမြို့နယ်မှာနေထိုင်တဲ့ဒေသခံတအူးကတော့ဖန်စီခံရတဲ့ပတ်သုံးလုံးအဖွဲ့ဝင်တွေဟာ တိမ်ပေါင်းတောင်းနဲ့ချီတဲ့အခွန်ကောက်ခံငွေတွေကိုအလွဲသုံးစားလုပ်တာတွေပါဝင်နေတယ်လို့ပြောပြထားပါတယ်။ငွေတွေကိုဘုံလာတွေရှိတယ်လို့သိရတယ်။အခွန်တွေကောက်ပြီးတော့ကိုကျိုးရှာတယ်လို့လည်းပြောတယ်။အဲဒါကြောင့်အေးအေးယူခံရတာနေမလို့ရှင်းပြထားပါတယ်။ကဏီမြို့နယ်အတွင်းမှာပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကလည်းတရားသူကြီးအပါအဝင်တရားရေးဌာနတာဝန်ရှိသူ၄ဦးကို န်ယူဂျီကယာရုကနေရန်နာခဲ့တာဖြစ်တယ်လို့သိရပါဗျ။တရားရေးဌာနကတာဝန်ရှိတဲ့သူတွေကိုယာရုကရန်နာခဲ့ပြီးတဲ့နောက်တရားရေးဌာနဟာဒီကနေ့အထိကိုပြန်လည်ပြီးတော့မလဲပတ်နိုင်သေးတာကြောင့်ဒေသခံတွေအနေနဲ့စိုးရိမ်မှုတွေရှိနေတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်ပေခွနပင်ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးနေတဲ့အတွက်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဩဂတ်လ25ရက်နေ့မနက်ပိုင်းမှာဒီလိုကွင်းရွာကပြူစောတိများနဲ့စစ်ခွေးများကဘေးခွနပင်ရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်ဂျေးရွာနေပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးပြည်သူများဖမ်းဆီးခံရမှုရှိမရှိနဲ့ထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗါတယ်။ဘေးခွနပင်ရွာကိုဒီလိုကွင်းကပြူစောတိတွေနဲ့စစ်ခွေးတွေကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့မိရှို့နေတာပေါ့မြို့ဘော်ကထွက်လာတဲ့စစ်ခွေးရိတ်ခါပို့တဲ့ကားတန်းကို လုံခြုံရေးယူပေးဖို့ရောက်နေတာလားတော့မသိဘူးအဲ့ဒီခွေးကားတန်းကလည်းအခုလမ်းမိုင်းကိုထွက်လာနေပြီလို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်ဩဂတ်စ်လ23ရက်နေ့မှာပေါင်းမြောက်ကနေထွက်ခွာလာတဲ့ကားအစီးရေ80လောက်ပါဝင်တဲ့စစ်ခွေးစစ်တပ်ရဲ့ရိတ်ခါပို့တဲ့ကားတန်းဟာလက်ရှိချိန်မှာဖျားတောင်ရွာနဲ့ရာကြီးပင်ရွာကြားမှာရောက်ရှိနေပြီးတော့စစ်ခွေးတပ်ရဲ့ကင်းမုံများဟာလည်းပခုတ်ကူပေါက်လမ်းမိုင်းတစ်လျှောက်မှာခြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ဝါဆိုဖုံကြီးကျောင်းကိုစစ်တပ်ကလေရင်နဲ့ထပ်မံဘုံကျဲတိုက်ခတ်မှုကြောင့်ကိုရင်သုံးပါးနဲ့ပြည်သူတအုပ်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ25ရက်နေ့မနက်7:55မိနစ်အချိန်မှာကြောင်မဲမြို့နယ်ပိန်နယ်ကုန်းရပ်ကွက်ဝါဆိုကျောင်းဘက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကျောင်းနဲ့ဘုံလာရောက်ကျဲချမှုကြောင့်တာမဏေနဲ့ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်22လုံး၊ကျောင်းဆောင်၄ဆောင်နဲ့ကားနှက်စီးတို့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျာ။ ကြောင်မဲမျိုးပေါ်ကတော့တော်တော်များများစစ်ဆောင်နေကြပေမဲ့ရှောင်ဖို့ဈေးအိမ်မရှိတဲ့သူတွေသွာလာဖို့မရှိတဲ့သူတွေတော့ကြံနေသေးတယ်ပရိဒါအဖွဲ့တွေလည်းကုပေမဲ့မနိုင်ဘူးဖြစ်နေတယ်လို့ကြောင်မဲမျိုးပေါ်ကဒေသခံပြည်သူတို့ကပြောပြထားပါတယ်မနေ့ကဩဂတ်စ24ရက်နေ့မွန်လွယ်ပိုင်းမှာလဲကြောင်မဲမျိုးနဲ့လုံချင်းကြောင်ကုန်းကြေးရွာကိုအကြမ်းဖက်ဆက်တကလေရင်နဲ့ပေါင်900ဘုံများချဲချခဲ့တဲ့အတော့ပြည်သူနာဦးတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ် ဩဂတ်စ်လ22ရက်နေ့မှာလဲကြောင်မဲမြို့နယ်ကိုစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေပေါင်150ဘုံဒီနှလုံးနဲ့လက်နက်ကြီး7လုံးပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူလူထုတွေရဲ့နေအိမ်6လုံးဘုံစာထိမှန်ပျက်စီးသွားတယ်လို့သိရပါဗါဩဂတ်စ်လ20ရက်နေ့မှာကြောင်မဲမြို့နယ်ပင်တီးကျေးရွာပင်တီးဖုံတော်ကြီးကျောင်းလေကျောင်းကနေတိုက်ခိုက်ခံရမှုကြောင့်စစ်ရှောင်ပြည်သူ10ဦးသေဆုံးက12ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့မှာအာနာသိန်းစစ်တပ်စစ်ကြောင်းကဒီကနေ့ဩဂတ်လ25ရက်နေ့မနက်ပိုင်းမှာတနက်နဲ့ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ဂိမ်းမှာစောင့်နေတဲ့ရဲတအုပ်အပါအဝင်ပြည်သူ၄ဦးတနက်ထိမှန်ပြီးတော့တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်အား100လောက်ပါတဲ့အာနာသိန်းစစ်ခွေးစစ်ကြောင်းကမနက်9နာရီဝန်းကျင်မှာဖားကန့်မျိုးမော်ဝမ်းရက်ကွာမှာရှိတဲ့ပန်းတင်တရားနဲ့ဈေးဘက်ကိုဝင်ရောက်လာခဲ့ရမှာသူတို့ရဲ့စစ်ကြောင်းကိုကြည့်လို့ဆိုပြီးတော့ရန်တမ်းပြစ်ခတ်ခဲ့တာကြောင့်ကင်းဆောင်နေတဲ့ရဲတအုပ်အပါအဝင်ဈေးတဲ့အမျိုးသမီးနှုတ်နဲ့အမျိုးသားတအုပ်စုစုပေါင်း၄ဦးပွဲချင်းပြီးတိုက်ဆုံးခဲ့တဲ့အပြင်ဒဏ်ရာရသူတွေလည်းများပြားခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးစစ်ကြောင်းကစစ်ခွေးတွေကပုံမှန်တော့မဟုတ်ဘူးဗျမနက်အစောကြီးကိုမူးနေကြတာစေးမူးမူးနေတဲ့ပုံစံပဲ အခုမှနဲ့ဖြစ်စဉ်ကတော်တော်ကြီးကိုလွန်ပါတယ်သူတို့စစ်ကြောင်းလာတာကိုကြည့်လို့ဆိုပြီးတော့ရန်တမ်းပြီးပြက်သွားတာလို့ဈေးကထွက်ပြေးလာတဲ့ဒုရဦးကအတီးပြုတ်ပြောကြားထားပါတယ်ပြီးခဲ့တဲ့ဇွန်လကဖားကန့်ဒေသကောင်းမိုင်းလုံခင်းလမ်းအတိုင်းဝင်လာတဲ့စစ်ကြောင်းဟာဒီကနေ့မနက်ပိုင်းမှာတော့ဖားကန့်မြို့ကို နောက်ထပ်စေချောင်းတစ်ချောင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အခုရက်ပိုင်းမှာဖားကံမြို့နယ်အတွင်းကအမိုက်ပုံကြီးရွာ၊ရှာယော်ခကြီးရွာ၊မော်မောင်းကုန်းကြီးရွာ၊မော်မောင်းလျံကြီးရွာတို့မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမလိုင်မြို့နယ်တက်ကြွချင်းကြီးရွာဖုန်ကြီးချောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဩဂတ်လ25ရက်နေ့မနက်အစောပိုင်း2:55မိနစ်ခန့်မှာအကြမ်းဖက်ဆက်တက်ကတက်ခဲ့ချင်းကျေးရွာဖုံကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်ရဲ့လေကျောင်းတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုမရှိတော့လဲဖုံကြီးကျောင်းတစ်ခုလုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။လူတော့အထိခိုက်မရှိဘူးဗျ။ဖုံကြီးကျောင်းတော့တော်တော်လေးကိုပျက်စီးသွားတယ် ်ပြီးတော့မြို့ရဲ့မြောက်ဘက်ခြမ်းနေရအနှံ့ကိုစစ်ခွေးတွေကခွဲပြီးတော့ဘုံကျဲသွားတာတက်ခဲ့ချင်းကျေးရွာမြောက်ဘက်ဖုံကြီးကြောင်ပြက်စီးသွားတာပေါ့တိုက်ပွဲကတော့လုံးဝမရှိပါဘူးပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့လူလူတရင်ကွန်ရဲ့တာဝန်ရှိသူတို့ကပြောပြထားပါတယ်တောင်သားမလိုင်းနဲ့နထိုးကြီးမြို့နယ်များကိုစစ်ခွေးတပ်ကညတိုင်းလိုလိုဆက်တက်လေထီဂျက်ဖိုက်တာများနဲ့ဘုံကျဲတက်ခိုက်နေတဲ့အတွက်ပြည်သူများဟာညအချိန်မှာကျေးရွာတွေအတွင်းကနေပြီးတော့တော်တဲ့တွေမှာရှောင်တိတ်အိတ်ဆက်နေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ